အဖိုးကမွေတကောင်ကိုလှုပ်ပေးလိုက်ပါတယ်ဒါပေမဲ့မွေဟာကျေးဇူးကံပြီးတော့အဖိုးရဲ့ခြေချင်းဝင်းကိုလာပြီးတော့ခိုက်ပါတယ်ပြီးလို့ရှိရင်ပြတင်းဘောက်ကနေထွက်ပြေးလို့သွားပါတယ်ထောင်ထဲမှာဝမ်းနေနေတဲ့အဖိုးပဲကြံနေတာဖြစ်ပြီးဒါပေမဲ့မွေဟာခဏလေးနဲ့အဖြူရောင်တိရွတ်တိရွတ်ကိုယူပြီးတော့ပြန်ရောက်လာပါတော့တယ်မွေကတိရွတ်နဲ့အဖိုးရဲ့အနာမှာကပ်ပြီးလိုက်တာနဲ့အနာကချက်ချင်းပဲပျောက်ကွယ်သွားခဲ့တာပါမွေရဲ့ထူးဆန်းတဲ့လောရက်ကိုကြည့်ပြီးတော့အဖိုးကနားမလဲဖြစ်နေပြီးလုံခဲ့တဲ့နေပေါင်း900လောက်ကပုံမြင်လေးတစ်ပုတ်ပဲဖြစ်ပါတယ်အဖိုးကတန်ခါတဲ့တယောက်ဖြစ်ပြီးတော့မှ ဒီနေ့မှမုံတိုင်းနဲ့တွားပြီးတော့တွေ့ပါတယ်။အဖိုးရဲ့အိမ်ပါဝင်တရွာလုံးကရေမြုပ်သွားခဲ့ပြီးအဲ့ဒီချိန်မှာတော့တေသားလုံးနဲ့မျောလာတဲ့ကလေးတယောက်ကိုအဖိုးကတွေ့လိုက်ရပါတယ်။စေသားကောင်းတဲ့အဖိုးကလော်တက်ကိုသုံးပြီးတော့ကလေးကိုကယ်လိုက်တယ်လို့တမင်တကောင်းရဲ့အံကိုကြားလိုက်တဲ့အခါမှာအဖိုးကလည်းတမင်လေးကိုကယ်လိုက်ပါတယ်။မွေးကောင်ကိုတွေ့တဲ့အခါမှာတော့အဖိုးကကိုယ့်ရဲ့လုံညုံကြီးကိုလှစ်လျူရှုပြီးတော့ကယ်တင်လိုက်တယ်လို့နေပြန်သားလာခဲ့ပြီးရေတွေလေးကြာသွားတဲ့အခါမှာတော့ကိုယ့်ရဲ့အိမ်လေးကိုပြန်တင်နေပါပြီ။ တမိန်လေးနဲ့မွေဟာအဖိုးကိုကျေးဇူးပြန်ဆက်လိုက်မယ်လို့ပြောပြီးတော့တော်လေးကိုဝင်သွားပြီးကလေးလေးကအားကိုးစရာမရှိတာကြောင့်အဖိုးလည်းသူ့ကိုတနာပြီးတော့မွေးစားလိုက်ပါတယ်။အဖိုးကကလေးလေးကိုသူ့ရဲ့သားရင်းလိုသဘောထားပြီးတော့ကျုံမိထားခဲ့ပြီးသူ့မှာရိတ်ခါချိုးတဲ့နေရာတော်မှာသူ့ကိုယ်တိုင်ဗိုက်စာခံပြီးတော့ကလေးလေးကိုဗိုက်ပြေအောင်ကျွေးခဲ့ပါတယ်။ဒါပေမဲ့ကလေးလေးကအရန်ဆိုပြီးတော့မှအဖိုးဆင်းရဲတာကြောင့်မကြည်မနဲ့ဖြစ်နေသလိုအဖိုးကတော့သူ့ရဲ့မွေးစားသားလေးပြည့်ပြည့်စုံစုံနဲ့နေနေအောင်အတံမွေးဝမ်းကြောင်းကိုလည်းအရင်ကထက်ပိုပြီးတော့စူးစမ်းလို့နေပါတယ်။ ဒါကြောင့်ငါးဖန်းယုံနေမကပဲနဲ့လေလုံသမားလုပ်ကိုလည်းလုပ်တယ်လို့တောင်းအောက်ကကလေးတွေအဖိုးရဲ့မွေးစားသားနဲ့အတူတူကစားဖို့လာရှာတဲ့အချိန်မှာမွေးစားသားကသူတို့ကိုဆေးပြီးတော့ရိုက်လွှတ်လိုက်ပါတယ်။ကလေးတွေရဲ့သမင်းကိုတွဲချီထားပြီးတော့အနိုင်ကျင့်လိုက်တယ်လို့အဲ့လိုနဲ့သူဟာမကြည့်နဲ့သေးပဲနဲ့ထပ်ပြီးတော့ရိုက်ပါသေးတယ်။အဖိုးကတော့ပင်ပင်မမက်နဲ့အိမ်ကိုပြောင်းအောင်လာတဲ့အချိန်မှာယောက်ျားနှစ်ယောက်ဒုက္ကင်ပြီးတော့တဖူကိုလိုက်ရှာနေတာကိုတွေ့ရပြီးအဲ့ဒီယောက်ျားနှစ်ယောက်ကတော့အရိုက်ခံလိုက်ရတဲ့ကလေးတွေရဲ့အဖေပါ။အဖိုးကိုတွေ့တဲ့အခါမှာတော့ယောက်ျား ်ရွှေတရောင်ပိတ်တာကိုတောင်းကြသလိုမပေးလို့ရှင်တော့တကြီးကိုတိုင်ပြီးတော့မှဖမ်းခိုင်းမယ်လို့ပြောပါတယ်။အဖိုးလည်းအပြည့်သွားခဲ့ရပြီးတော့သူစေဘွားလောင်ငါဖမ်းရင်လေဒီလောက်များတဲ့ရွှေတွေကိုတော့ဝယ်နေမှာမဟုတ်ပါဘူး။အဖိုးစိတ်ညစ်နေတဲ့အချိန်မှာသူငယ်ခဲ့တဲ့တမင်လေးကရောက်လာခဲ့ပြီးတော့တမင်လေးဟာအဖိုးရဲ့အင်ကြီးကိုဆွဲပြီးတော့တော်ရင်းကိုခေါ်သွားခဲ့ပါတယ်။အဖိုးကလည်းတမင်လေးအကူကြီးလိုနဲ့ထင်ပြီးတော့မှလိုက်သွားခဲ့တယ်လို့သူတွေကိုယ်တိုင်ကရောက်သွားတဲ့ခါမှာတော့အရန်ကိုတောက်ပါတဲ့အယောင်ဝါတွေကိုအဖိုးကတွေးလိုက်ရပါတယ်။ ိုရင်းမှာတံမိုးကြီးတဲ့စိန်နေနဲ့ပြင်းနေလို့နေတာဖြစ်ပြီးတော့တမင်လေးကအဖိုးကိုကူညီဖို့အတွက်ခေါ်လာခဲ့တာပဲဖြစ်ပါတယ်။အဖိုးလည်းလောဘမကြီးပဲနဲ့စိန်တွေကိုအိတ်အိတ်စားပဲယူခဲ့တယ်လို့အဖိုးရဲ့မွေးစားသားကအဖိုးရဲ့စိန်တွေယူလာတာတွေ့တော့အချင်းကပို့ပြီးတော့ပြတ်သွားရပါတယ်။အိမ်မှာရန်ကိုချမ်းသာသွားတာကြောင့်ပဲသူ့ရဲ့ဘဝအတွက်မကြိုးစားတော့တယ်လို့စိန်နစ်ကြပြီးရဲ့နောက်မှာအဖိုးရဲ့မွေးစားသားလည်းအရွယ်ရောက်လာခဲ့ပါပြီ။ဒါပေမဲ့သူ့ရဲ့အချင်းကအရင်နှဲမင်းဖြစ်နေပြီးတော့ဘာပညာမှမတတ်တဲ့ပြင်တနေ့ကုန်ဆိုင်ထိုင်ပြီးတော့လည်းအရေးတောက်နေပါသေးတယ်။ မူလာလို့ရှင်ရံမဲရှောင်နေတဲ့သလိုအဖိုးသူ့ကိုနှခုံးလောက်ဆူလဲတာကြောင့်သူဟာအရက်ဆိုင်ကိုထက်ပြီးတော့သွားတတ်ပါသေးတယ်။မူနေနေပဲသူတို့ရဲ့အိမ်မှာပတ်စံအများကြီးရှိတဲ့အကြောင်းတွေကိုပြောနေတယ်လို့အဲဒီပတ်စံတွေဟာရေကြီးတဲ့အချိန်မှာအဖိုးခိုးလာတာဆိုပြီးတော့ကောလာဟာလာတွေလည်းရှောက်ပြီးတော့ဖြန့်နေပါတော့တယ်။အားလုံးကလည်းသူ့ရဲ့စကားကိုကြားပြီးတော့မှလမ်းဖြန့်သွားကြပြီးအဲ့ဒီအကြောင်းကိုလူတွေအတင်းတုတ်ကြရင်လည်းမြို့တကြီးရဲ့နားတွေကိုရောက်ရှိလို့သွားခဲ့ပါတယ်။မြို့တကြီးကလည်းဒေါသတွေထွက်ပြီးတော့မှအဖိုးကိုဖမ်းလိုက်ပါတယ်။ ဒါပေမဲ့သူလှုပ်ထားတာမဟုတ်တဲ့အတွက်အဖိုးကလည်းဝန်မခံပါဘူးမြို့တကြီးကတော့အမှန်တရားကိုဂေးမဆိုင်ပဲနဲ့အဖိုးကိုထောင်ချလိုက်တာဖြစ်ပြီးအဖိုးကိုအပြစ်ချဖို့အတွက်ငတ်ပြီးတော့တည်သွောင်းအောင်လုပ်နေတာဖြစ်ပြီးအဖိုးကလည်းဝန်နေပြီးတော့ငုံနေပါတယ်သူ့ရဲ့မွေးစားသားကိုတားရင်တော့သဘောထားပြီးတော့ကျွေးမွေးလာခဲ့တာတော့ဟိုးကကျေးဇူးမဆက်တဲ့ပြင်သူ့ကိုထောင်ထဲကိုပို့လိုက်သေးတာပါအဖိုးရဲ့မွေးစားသားကတော့အဖိုးကိုဂီးမဆိုင်အားပေးနဲ့တစ်ဖက်မှာပျော်ပါလို့နေပြီးအဖိုးကိုဝန်းနေနေတဲ့အချိန်မှာထောင်ထဲကိုမွေလေးတစ်ကောင်ဝင်လာခဲ့တာဖြစ်ပါတယ်။ အဖိုးလည်းသူ့ကိုကယ်ခဲ့တဲ့မွေလီမန်သတိထားမိသွားခဲ့ပြီးတော့တမင်လေးလိုမွေလီဟာသူ့ကို လာခဲ့တာဆိုပြီးတော့ထင်နေတဲ့အချိန်မှာမွေလီကသူ့ရဲ့ခြေဝင်းကိုကတ်လိုက်ပါတယ်။အဖိုးကတသက်လုံးကောင်းမှုကုသိုလ်တွေပဲလုပ်ခဲ့ပေမယ့်နောက်ကျိုးကိုဒါနဲ့အထူးခင်ရတယ်လို့အရင်ကစိတ်ဆင်းရဲခဲ့ပြီးအခုချိန်မှာမွေလီဟာထက်ရောက်လာပြီးတော့ဖြူယွန်တိရွယ်လေးတိရွယ်ကိုယူလာခဲ့ပါတော့တယ်။တိရွယ်နဲ့အနာကိုအုပ်လိုက်တဲ့အခါမှာတော့အနာဟာချက်ချင်းပဲပျောက်ကွယ်သွားခဲ့သလိုမွေလီကဘာကြောင့်ဒီလို လုပ်ရတာလဲဆိုတာကိုလည်းအဖိုးကနားမလည်ရှာပါဘူး။နောက်နေ့မှအပြေထွက်လာခဲ့ပါတယ်။ ညိုတကြီးကမွေးခဲ့ခင်ရပြီးတော့အတန်အရရှိနေတာဖြစ်ပြီးတဖူးကလည်းအဖြူရောင်တည့်ရွယ်လေးကိုယူပေးလိုက်ပါတယ်။အစိတ်ဖြစ်ပြီးနိုင်နေဆိုပြီးတော့မှရှင်းပြနေတယ်လို့ရွာတကြီးနေပြန်ကောင်းလာတာနဲ့အဖိုးလေးသူ့ရဲ့မွေးစားသားကောလာဟာလာတွေရှော့ပြီးတော့ဖျက်နေခဲ့တဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်။ညိုတကြီးကလည်းစိတ်ဆိုးပြီးတော့ကျေးဇူးကန်းတဲ့မွေးစားသားကိုဖမ်းလိုက်တယ်လို့အဖိုးကိုကျေးဇူးဆက်ဖို့အတွက်အသက်ထက်ဆုံးတိုင်းပြုစုပေးမယ်ဆိုပြီးတော့လည်းဂရီပေးလိုက်ပါတယ်။စိန်တွေအများကြီးရှိတဲ့ကိုရဲ့အကြောင်းကိုတော့အဖိုးကစိတ်ထဲမှာတတက်လုံးပဲလှုပ်ဝဲထားမှာပဲဖြစ်ပါတယ်။